ရနထမဖန်ငါခုနဲ့ဖေဖော်ဝါရီလ20ရက်နေ့ကနေစတင်ခဲ့တဲ့ကျောင်းပြတိုင်ပွဲတွေဟာလက်ရှိမှာအချိန်3-5ကျော်ကြာမြင့်လာနေပြီးတော့အေအေတပ်ဖွဲ့ဝင်တွေမျိုးနဲ့ချောင်းမိုင်အနီးအထိတင်ပိုက်ထိန်ချုပ်ထားတယ်လို့သိရပါဗျ။ လက်ရှိမှာအမှတ်30နှစ်ရတန်းရင်အနီးမင်းတပ်တောင်နဲ့နှမ်းပေတောင်ကျေးရွာအနီးမှာရှိတဲ့ကာကင်းစခန်းတွေကိုအာရခတက်တော်ကတင်ပိုင်ထားပြီးတော့တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ဒုတိယဗိုလ်မှူးကြီးအစင်းရှိသူတယောက်အပါအဝင်တခြားအစင်းတပ်ဖွဲ့ဝင်အမြောင်အများဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေဟာတညာဝတီရတပ်ဌာနချုပ်နဲ့အမှတ်30နှစ်ရတန်းရင်အနီးမှာရှိနေတာဖြစ်ပါတယ်။ အဲ့ဒီလိုအာရခတတ်တော်ရဲ့စစ်ရဲအောင်မြင်မှုနဲ့အတူတခြားတစ်ဖက်မှာလည်းကြောက်ဖြူတိုက်ပွဲကိုရန်နာဖို့အတွက်တရုတ်ကဖိအားပေးနေတယ်လို့သိရပါဗျ။